ဝယ်ခြင်းတဲ့လူကလည်းရှိတယ်ရောင်းခြင်းတဲ့လူလည်းရှိတယ်ဆောက်ခြင်းတဲ့လူလည်းရှိတယ်အဲ့ဒီထဲမှာအိမ်ရောင်းခြင်းနေတော့မိတ်ဆွေများအိမ်ရောင်းတဲ့အထဲမှာမှတချို့အိမ်တွေလည်းလိုလေကူကူရှော့ကနေထွက်သွားတာပေါ့ဗျာတချို့အိမ်ကခေါင်းမာတယ်ခေါ်တယ်အိမ်ကရောင်းလို့ကိုမထွက်တာလက်တယ်လက်တယ်ဖြစ်နေတာဟိုလူကလာမေးလိုက်ကြည်သွားလိုက်နော်ငါအဆင်မပြေလိုက်ဈေးစကားတွေပြောလိုက်ကြအဆင်မပြေလိုက်ကြအဲ့ဒါမျိုးရောင်းဝခက်နေတဲ့အိမ်များရှိနေတော့ ိမ်ရှိကိုဖြတ်လာတဲ့ကိုအတိမိတ်စီဆွေမျိုးသားချင်းတွေဘာတွေခလေးတွေလူကြီးတွေရှိမှာပေါ့ဗျအတိရနေစဲအဲ့အိမ်မှာချိတ်ထားတဲ့အုံနုခွာဆွဲထုတ်လေးကိုဖြုတ်ပြီးတော့အေးဘယ်သူကြီးရော့ဒီမှာငါအုံနုခွာဆွဲလေးရော့အဲ့ဒါလက်ဆောင်နော်ဒါနာပြူတာရော့ရော့စားကြဟဲ့ပြောပါပါ အနေနဲ့ရကရွှေစကားငွေစကားမိတ်ဆွေပြိဿအားလုံးကိုစိတ်နှပြချမ်းမာတည်တဲ့ချမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်လုပ်မှုနဲ့ကြပါစေ။ကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲကြိုးပမ်းတော်မူနိုင်ကြပါစေလို့လိုက်လိုက်လဲလဲမြတ်တာပို့တာနှုတ်ခွန်းဆက်သားလိုက်ပါရခင်ဗျာ။2025ခုဒီဇင်ဘာလတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာ။ရှေးဥစွာနေသားအလိုက်မဟုတ်ခင်ပါလေ။ကျွန်တော်မိတ်ဆွေ9ရသားသမီးအားလုံးဘယ်သူမှမဆို့ အရေးကြုံရင်ကြုံသလိုအလွယ်တကူအသုံးချလို့ရနိုင်မဲ့ဂမ်ဘီရာလက်ဆောင်လေးတစ်ခုလက်ဆောင်ပါလိုက်ချင်ပါတယ်ဒီတစ်ခေါက်လက်ဆောင်ပါချင်တာကကျွန်တော်တို့အိမ်ဝယ်ခြင်းတဲ့လူကလည်းရှိတယ်ရောင်းခြင်းတဲ့လူလည်းရှိတယ်စောက်ခြင်းတဲ့လူလည်းရှိတယ်အဲ့ဒီထဲမှာအိမ်ရောင်းခြင်းနေတော့မိတ်ဆွေများအိမ်ရောင်းတဲ့အထဲမှာမှတချို့အိမ်တွေလည်းလွယ်လွယ်ကူကူရှော့ခနဲ့ထွက်သွားတာပေါ့ဗျာတချို့အိမ်ကခေါင်းမာတယ်ခေါ်တယ်အိမ်ကရောင်းလို့ကိုမထွက်တာလက်တယ်လက်တယ်ဖြစ်နေတာဟိုလူကလာမေးလိုက်ကြည်သွားလိုက်နော် ငါအဆင်မပြေလိုက်ဈေးစကားတွေပြောလိုက်ကြအဆင်မပြေလိုက်ကြအဲ့ဒါမျိုးရောင်းဝခက်နေတဲ့အိမ်များရှိနေရင်ကဲအိမ်ရောင်းထွက်စေမယ့်နည်းတွေကတော့အများကြီးပေါ့ဗျာအများကြီးအများကြီးရှိတာပေါ့နော်ကဲခုပြောချင်တာကဒီလိုလုပ်အောင်စနေမနေ့မှာတခါတနင်္ဂနွေမနေ့ပိုင်းကိုတခါမနေ့ပိုင်းဆိုရင်ပြီးတာပါပဲအဆင်ပြေတဲ့အချိန်လေးပေါ့ကိုအိမ်ကမြတ်စွာဘုရားမှာအုံနုခေါဆွဲကတ်လှူပြီးတော့အသေးစိတ်ဆိုတော့မှာဘယ်မျိုးနဲ့ဘယ်ရွက်ဘယ်လန်းအိမ်မှာ ဂျာမဘလောက်ပေါ့နော်အဲ့ဒါကိုကာလာပေါက်ဈေးပေါ့ကာလာပေါက်ဈေးလည်းဖြစ်ရမှာပေါ့ဘယ်ဈေးပဲဈေးနဲ့ဘလို့ဘလို့ရောင်းထွက်ပါသေးဘာဝယ်မဲ့လူကလည်းငွေတို့ကြီးပိုက်ပြီးတော့သူလိုချင်တဲ့အိမ်ရလို့မလို့ပြောပါပါလာဝယ်ကြတယ်ပေါ့နော်စိတ်တိုင်းနေကြကိုကလည်းရောင်းနေတာရောင်းရလို့မလို့ပြောလို့နော်အဲ့ဒါလိုမျိုးအာယုံပြုတ်ပြီးတော့အသေးသေးဆူတောင်းပါနော်လိမ့်စာတွေပါနေနဲ့တန်ဖိုးတွေနဲ့အတိအကျဆူတောင်းနော်အဲ့ဒါမှလည်းကျွန်တော်ရေရာကဟေးအိမ်ကိုဘလို့ရောင်းထွက်ပေးရမယ်ဆိုတာသိမှာနှမလို့ဆိုလို့ချင်းအိမ်ရောင်းပါသေးဆိုလို့ချင်းတော့ကြာဘူးဘက်က ခေါင်းရရပွားကြီးရဲ့အိမ်ကြီးရောက်ထွက်သွားအောင်မယ်နော်အဲ့ဒါအဲ့ဒါတေချာဆူတောင်းဖေရမှာလှူမယ် now မိမိအိမ်သားတွေကလည်းအ ਨੇ ဆုံးတယောက်ပဲဖြစ်ဖြစ်တအိမ်လုံးပဲဖြစ်ဖြစ်လည်းအုံလို့ခေါက်ဆွဲစားမယ်ဖေရမှာလည်းတော့ွယ်လှူတာတယ်နော်မိသားစုတွေလည်းစားကြစားရင်လည်းအဲ့လိုဆူတောင်း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 စားရင်လည်းဆူတောင်းပေါ့အဲ့ဒါလေးကိုစနေမနေ့မှတစ်ခါလှုပ်ပါတနင်္ဂနွေမနေ့မှတစ်ခါလှုပ်ပါဗျနော်နောက်တစ်ခုကထပ်ပြီးလှုပ်နိုင်သေးရင်တို့လှုပ်အုံလို့ခေါက်ဆွဲလေဆိုင်မှာ ဝယ်ရဆိုပါတော့ဗျာပါစဲအထုပ်လေးတွေအနည်းဆုံးတစ်ထုပ်ပေါ့ရောင်းညင်တဲ့အရင်တကားမှာချိတ်တကားတနေရာမှာချိတ်ချိတ်ပြီးတော့ဆူတောင်းဆူတောင်းပြီးတော့အိမ်ရှိကိုဖြတ်လာတဲ့ကိုအတိမိတ်စီဆွေမျိုးသားချင်းတွေဘာတွေခလေးတွေလူကြီးတွေရှိမှာပေါ့ဗျာအတိရွနေစဲအဲ့အိမ်မှာချိတ်ထားတဲ့အုံလုံးခွာဆွဲထုပ်လေးကိုဖြုတ်ပြီးတော့အေးဘသူကြီးရောက်ဒီမှာငါအုံလုံးခွာဆွဲလေးရောက်အရလက်ဆောင်နော်ဒါနာပြုလိုက်ရောက်ရောက်စားကြဟဲ့ပြောပါပါစတဲ့ပြန်အဲ့လိုလက်ဆောင်ပေးလိုက်ပါဒါနာပြုလိုက်ပါလှူလိုက်ပါနော် အဲ့ဒါလေးကတော့အနည်းဆုံးတထုပ်ငါးငါးတို့တန်းထိုင်လဲငါးတို့ဆယ်တို့တန်းထိုင်လဲဆယ်တို့ပေါ့အထုပ်50တန်းထိုင်လဲအထုပ်50ပေါ့နော်အဲရောင်းညင်းတဲ့အိမ်ရဲ့တကားမှာချိတ်တာဆူတောင်းဖြတ်သွားတဲ့အသည့်မိတ်ဆွေပါညာကိုအဲ့ဒါဒါနပြုလိုက်ပါကဲအဲ့တော့အိမ်ရောက်ထွက်တဲ့နီးဒီအမျိုးမျိုးရှိပါတယ်ကျန်တဲ့နီးဒီလဲကိုလဲလမ်းမိမိတို့အဆင်ပြေတို့လို့ပေါ့နော်ခုဒီနီးလေးကိုလဲဆောင်ရွက်ပြီးတော့ရောင်းရခက်နေပါတယ်ဆိုတော့အိမ်များအဆောက်အဦများကဲအံ့ဩစရာကောင်းလောက်အောင်အမြန်ဆုံးရောင်းထွက်သွားနိုင်ကြပါစေခင်ဗျာ ဆက်လက်ပြီးတော့ရန္နာထေးမဲ့ကြာသာပြေသာသမီးမိတ်ဆွေများအတွက်2025ခုဒီဇင်ဘာလတက်လာတာရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်ခင်ဗျာဒီလိုဂိမ်းမျိုးကိုဟောရတာတော်တော်ကိုဝမ်းသာစိတ်ချမ်းသာမိပါတယ်လူတယောက်ရဲ့ဘဝမှာအခြေအနေအဆင့်တန်းမြင့်တက်သွားတယ်လို့ယာရုတိုးတယ်ဝင်ငွေလာစားတိုးတယ်လို့အလုပ်တွေဟာနေချင်းညာစူးချင်းဆိုတို့အော်ဆရာခေါင်းလောင်းအောင်မြင်တယ်လို့ဆိုတာဟာဒီလိုဂိမ်းမျိုးမှာလာပြီးဖြစ်တတ်တာကဲကံချင်နေရတော့ပေးနေပြီကိုယ့်ဘက်ကအရမီစူးစမ်းရအောင်ဘေးရင်းစင်ကပြောတိုင်းဟာချက်လောင်းဆိုပြီးတော့မဖြစ်ဘူးနော် ကျွန်တော်ခုအချိန်မှကြာတတ်တဲ့ကြောက်တုံးကြီးဆိုလဲသူလည်းအဲ့ဒီဂိမ်းကြုံနေတာဒါပေမဲ့အဲ့ကြောက်တုံးကြီးရာလူလည်းမတိုးဘူးလာလာလည်းမတိုးဘူးသူကကြောက်တုံးကိုသူ့မှာစူးစမ်းအထုတ်မှုမှာမရှိတာကိုနော်အဲ့တော့ကိုးသားအမှန်တကယ်စူးစမ်းအထုတ်နေရင်တော့ကြာတာဝေးသားသမီးမိတ်ဆွေများဘဝအခြေအနေအဆင့်တန်းမြင့်တက်မဲ့ဂိမ်းကိုတော့ရောက်လာပါပြီအရာမစူးစမ်းရအောင်ငွေကန်ကောင်းမဲ့ဝင်ရောဝင်စင်မဟုတ်တဲ့ငွေတွေဝင်လာတတ်တယ်။ဟာငွေဝငွေချန်နေစုမိစောင့်မိဖြစ်တာတို့ကိုအနှစ်လန်လာယူရမြန်မာနေတဲ့တံမိုးကြီးပစ္စည်းတွေဝယ်ယူစုတောင်းနိုင်တာတို့ ကားတို့ယင်းတို့ဆက်တွေနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်အစီအစဉ်လေးအောင်မြင်တတ်တယ်ငွေကြေးကိစ္စတွေအကျွေးသွားတောင်းမှာတို့ပတ်စံသွားချီမှာတို့အကျွေးဆက်ချင်တာတို့အဲ့လိုကိစ္စတွေကောင်းတယ်ကားကြောက်ကွန်ပျူတာကင်မရာကြက်ငါကြံကုန်းရုပ်ကြက်သွန်းအဲ့လိုလိုငန်းမျိုးတွေဦးစားပေးစူးစမ်းတဲ့နဲ့ကို့မှာအဆင်ပြေတဲ့အပြင်ကိုကနေဆွေမျိုးမိတ်ဆွေအပေါင်းအသင်းတွေကိုတော့ကောင်းသောကူညီထောက်ပံ့နိုင်ခြင်းတွေပြုလုပ်နိုင်ရတတ်တယ်ဗျို့ဟာဘသူကြောင်းစိတ်လေးငါတာဝန်ယူမယ်ဘသူနိုင်ငံခြားသွားဖို့စီစဉ်နေတာငါကူညီပေးမယ်ဘသူအရင်လေးငါထုတ်ပေးလိုက်မယ်စတဲ့ဖြစ်ပေါ့နော် ကဲကို့အတွက်လည်းပြောစရာကြီးဆွေမျိုးမိတ်ဆွေများအတွက်လည်းပြောစရာကြီးပါမိမိဥဆောင်ပတ်သက်ပြီးတော့အလှမင်္ဂလာပွဲလမ်းစဉ်ပင်များလည်းတွေ့လို့ရတဲ့တခုရှိတာဒီလိုကိမျိုးမှာသားသမီးအောက်လက်ငယ်သားအလှသူမကိစ္စတော့နည်းနည်းလေးစိတ်ရှုပ်ရတဲ့ရည်ရင်းရင်ကရေးပိုက်ကိစ္စလေးတွေစိတ်ရှုပ်ရတဲ့ကြာသာရိသားသမီးတွေကံရဲ့အပံမိုးရဖို့ဆိုရင်အရေးကိစ္စကြီးကြီးမားမားရှိတဲ့နေမျိုးတွေမှာပေါ့နော်အဖြူရောင်တို့ငွေရောင်တို့မိဘရောင်တို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စံသုံးကြပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကို ကစုံညုံကလေးငါညုံကဲကစုံညုံငါညုံပူကန်ပြီအဲ့ကစုံညုံငါညုံနဲ့ရိုက်ပုတ်ပြီဆိုတော့ရောင်းနေတဲ့ပစ္စည်းတွေရောဆိုင်ခင်းပြီးရောင်းတာပဲဖြစ်ဖြစ်အိမ်ရောင်းခြံရောင်းကားရောင်းဆိုလည်းရတယ်နော်နောက်အလုပ်ယုံဆက်ယုံဆက်မှုလည်းမှုလုပ်ငန်းသုံးပစ္စည်းတွေအလုပ်လုပ်တဲ့ကားတွေဆိုင်ကလေးစက်တွေအဲကစုံညုံငါညုံနဲ့ရိုက်ပြီးတော့တရိယာတိုင်းရိုက်အားတိုင်းရိုက်ပြင်းလဲရိုက်ပျော်လဲရိုက်နော်အဲ့ဒါဒီလိုကာလာမျိုးမှာကိုယ်တွေကံကောင်းလိုက်ရှင်စီမဲ့နံပါတ်တွေကဏ္ဍတွေက2ကဏ္ဍ3ကဏ္ဍနေဖြစ်ပါတယ်ဗျ။အိနံပါတ်6နံပါတ်ကနံပါတ်တွေရွေးမယ်။ အယောင်ဝယ်ဈေးစကားတွေတတ်မှတ်မယ်အချင်းချက်နေ့ရက်တွေပါတွေရွေးမယ်ဆိုရင်နှစ်ကနန်သုံးကနန်နေဟာကိုယ့်အတွက်ကံကောင်းလက်ရွှဲစေပါလိမ့်မယ်လို့နော်အဲ့တော့ဂျာရီသာပြီးမိတ်ဆွေတွေကကံရဲ့အပမိုးရဖို့အရေးကိစ္စကြီးငယ်ရှိတဲ့နေမျိုးကြရင်အဲ့ဒီမနဲ့ပိုင်းလေးပေါ့ခောက်ဆွဲညစွာဖရားမှာလည်းလှူလို့ရတယ်အပေါင်းနဲ့မိတ်ဆွေတွေကိုလည်းဒါနပြုလို့ရတယ်ခောက်ဆွဲကြောကြောပြုတ်ပြုတ်တုတ်တုတ်နော်ခောက်ဆွဲလူသားနဲ့ကုသူလေးပြုတ်ပြီးတော့ကံရဲ့အပံပိုးရရှိနိုင်ကြပါစေမိတ်ဆွေအားလုံးလည်းပဲ ကံညာဝရိယ၃ချက်လုံးအကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေခင်ဗျာ။